အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDL DN 7108 Constitutional Law and Administrative Law Chapter 6 State Law and Order Restoration Council and State Peace and Development Council နိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့်နိုင်ငံတော်ညီအစ်ကိုပြည်ပြမှုတိစောက်ရေးကောင်စီအကြောင်းကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ6.1 State Law and Order Restoration Council and State Peace and Development Council နိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့်နိုင်ငံတော်ငြိမ်းချမ်းရေးပြည်ပြမှုတည်ဆောက်ရေးကောင်စီ1988ခုနှစ်တွင်စီးပွားရေးနှိမ်ချမှုကိုအခြေခံ၍ပြည်သူများအတွင်အထွေထွေမကျေနပ်မှုများကြောင့်နိုင်ငံနှင့်အဝမ်းနှောက်ယှက်မှုဖြစ်စည်းမှုများပေါ်ပေါက်ခဲ့ရာ1988ခုနှစ်စက်တင်ဘာ18ရက်နေ့တွင်နိုင်ငံတော်ငြိမ်းချမ်းရေးပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ကနိုင်ငံတော်အာဏာကိုရယူခဲ့သည်နိုင်ငံတော်ငြိမ်းချမ်းရေးပြည်ပြမှုတည်ဆောက်ရေးအဖွဲ့သည်နိုင်ငံတော်၏ဗဟုအာဏာပိုင်အဖွဲ့အစည်းများ ပြည်သူ့လွှတ်တော်နှင့်အမျိုးမျိုးသောပြည်သူ့ကောင်စီများကိုဖျက်သိမ်းလိုက်သည်နိုင်ငံတော်ညီအုပ်ပြပြမှုတိစာဝေးအဖွဲ့ကိုဥပဒေပြုရေးအုပ်ချုပ်ရေးနှင့်တရားစီရင်အာဏာများအနှင်းထားသည်နိုင်ငံတော်ညီအုပ်ပြပြမှုတိစာဝေးအဖွဲ့သည်နိုင်ငံတော်ကိုစစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်ခဲ့သည်နိုင်ငံတော်ညီအုပ်ပြပြရေးတိစာဝေးအဖွဲ့နှင့်အမျိုးမျိုးသောဒေသဆိုင်ရာဥပဒေများကိုအောက်ပါအတိုင်းပြုလုပ်ထားပါသည်၎င်းတို့မှာတိုင်းနှင့်ပြည်နယ်ညီအုပ်ပြပြမှုတိစာဝေးကောင်စီခရိုင်ညီအုပ်ပြပြမှုတိစာဝေးကောင်စီ မျိုးနယ်ငြိမ်းဦးပြပြမှုတိဆောက်ရေးကောင်စီရက်ကနှစ်ကျေးရငြိမ်းဦးပြပြမှုတိဆောက်ရေးကောင်စီတို့ဖြစ်သည်ပြည်သူ့ကောင်စီနှင့်ဗဟိုတရားရုံးများကိုဖျက်သိမ်းပြီး1988ခုနှစ်တရားစီရင်ဥပဒေအရအမြင့်ဆုံးတရားရုံးချုပ်အသစ်ကိုတည်ထောင်ခဲ့သည်ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ကိုဖျက်သိမ်းပြီး၎င်းနေရာတွင်ရှေ့နေချုပ်ရုံးကိုရှေ့နေချုပ်ဥပဒေ1988ခုဖြင့်အစားထိုးခဲ့သည်နိုင်ငံတော်ညီအစ်ကိုပြပြမှုတိဆောက်ရေးအဖွဲ့သည်ဆိုရှယ်လစ်စည်းဝါးရေးစနစ်နှင့် တပါတီစနစ်ကိုဖျက်သိမ်းခဲ့ပြီးဈေးကွက်စည်းဝါးရေးစနစ်နှင့်ဒီမိုကရေစီအပေါ်အခြေခံသောပါတီစုံဒီမိုကရေစီနိုင်ငံရေးကိုအချမှတ်ခဲ့သည်1990ခုနှစ်မေလ28ရက်နေ့တွင်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကိုကျင်းပရန်တက်မှတ်ခဲ့သည်ဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲရန်အတွက်အမျိုးသားညီတာကိုကျင်းပခဲ့ရာနိုင်ငံရေးပါတီကိုယ်စားလှယ်များရွေးကောက်တင်မြောက်ခံကိုယ်စားလှယ်များအပါအဝင်လူမှုလူဒန်းစားအသီးသီးမှကိုယ်စားလှယ်များတက်ရောက်ခဲ့ပါသည် 1993ခုနှစ်စက်တင်ဘာလ16ရက်နေ့တွင် မြို့သားညီလာခံကဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲရန်အတွက်အခြေခံမူများနှင့်ကမ်းလှမ်းချက်များချမှတ်ခဲ့သည်ဖွဲ့စည်းပုံအခြေခံဥပဒေအသေးအတွက်အခြေခံမူများမှာအောက်ပါအတိုင်းဖြစ်သည်၎င်းတို့မှာ Multi Party Democratic State Based on the Political Democracy ဒီမိုကရေစီပေါ်အခြေခံသော ပါတီသောဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် Market Oriented Economic System ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးရန် Separation of Power Check and Balance အနာခွဲဝေကျင့်သုံးရန်စစ်ဆေးခြင်းနှင့်နှိမ့်နိုင်ခြင်းကိုကျင့်သုံးရန် Equally Constitute Region and State Forming the Union ပြည်ထောင်စုဖွဲ့စည်းရာတွင်တိုင်းဒေသကြီးနှင့်ပြည်နယ်များအညီအမျှဖွဲ့စည်းရန် Local Set Administrated Area ဒေသတွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ပယ်ဒေသများထားရှိရန် Right of Succession from union is not permit ပြည်ထောင်စုမှာခွဲထွက်ခြင်းခွင့်မပြုရန် presidential system and bicameral legislature သမရအုပ်ချုပ်ရေးစနစ်နှင့်ဥရေပြုလွှတ်တော်နှစ်ရပ်ထားရှိခြင်းကိုကျင့်သုံးရန် independent of judiciary လွတ်လပ်စွာတရားစီရင်ရန် temporary role is national political leadership setting out of the constitutional tribunal တမရအခမ်းကဏ္ဍသည်အမျိုးသားနိုင်ငံရေးတွင်ဥဆောင်ရန်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုတည်ထောင်ရန်လိုဖြစ်သည်။ယနေ့အခါတွင်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက်1993ခုနှစ်စက်တင်ဘာလ16ရက်နေ့တွင် အမျိုးသားညီလာခံကအခြေခံမူ104ချက်ကိုချမှတ်ခဲ့ပါသည်။1994ခုနှစ်ဇန်နဝါရီလတွင်အမျိုးသားညီလာခံအစည်းအဝေးကို ပြန်လည်ကျင်းပခဲ့ပါသည်။ 1998ခုနှစ်နိုဝင်ဘာလ15ရက်နေ့တွင်နိုင်ငံတော်ငြိမ်းချမ်းပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ကိုဖျက်သိမ်းပြီးနိုင်ငံတော်အေဂျင့်အာရရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ်ဖွဲ့စည်းခဲ့ပါသည်။ထို့နောက်နိုင်ငံတော်အေဂျင့်အာရရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည်ဖွဲ့သိမ်းပုံအခြေခံဥပဒေအသေးရေးဆွဲရန်ရည်ရွယ်ချက်နှင့်ဥပဒေများကိုဆက်လက်ရေးဆွဲခဲ့ပါသည်။